တာလီဇောပါဒီကနေ့ဂျွန်လာ24ရက်နေ့နရီဇရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မမြန်နှင်းခင်အားတင်ဆက်ပြီးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ပြူတိုက်ပွဲအတွင်းကပြည်သူ့စစ်အပါဝင်စစ်ကောင်စီတပ်သားအယောက်20လောက်မြို့ပေါ်ကိုထွက်ပြေးလာတဲ့သတင်းစစ်ကောင်စီထင်းရှုပ်ထားစေဖြစ်တဲ့စစ်တွေမှာတက္ကသိုလ်တက်ရောက်သူအလွန်နှေးပါနေတဲ့သတင်းနဲ့ပလောဝဒူးရှောင်းဝတိုက်နေမှာ ချောင်းကူတရာအကြီးတစင်းအပါဝင်တရာလေးစင်းကို ULEE ကတိစောက်ပေးခဲ့တဲ့သတင်းတွေကိုလေးဆက်လက်တင်ဆက်ပြီးတော့ပါမယ်ရှင်။ကြောက်ပြူမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းကနေပြည်သူစစ်တင်နန်းစင်တရှုအပါဝင်စစ်ကောင်စီတပ်သားအယောက်၂၀လောက်ဟာမြို့ပေါ်ကိုထွက်ပြေးတာတွေရှိနေတဲ့အတွက်စစ်ကောင်စီကအသေးအတန်လိုက်လံရှာဖွေနေတယ်လို့သိရပါဗျ။သူတို့ဟာကြောက်ပြူမြို့နယ်ကအမှတ်30နှစ်ရေတက်ရင်တိုက်ပွဲနဲ့ပြိုင်းစစ်ကတိုက်ပွဲတွေကနေ ဂျွန်လ20ရက်နေ့နောက်ပိုင်းကနေစပြီးကစင်ကလေးအားထွက်ပြေးနေတာလို့ကျောက်ပြူမျိုးခန့်စီရီတည်ရင်မြေအမျိုးသမီးတယောက်ကနရီဇရာကိုပြောပါရယ်မြို့သေးကိုထွက်ပြေးကြတာဖြစ်ပြီးလူမနေတဲ့အိမ်တွေကိုဝင်ရောက်အဝတ်လေးခဲ့ကလမ်းမှာထမင်းတွေတောင်းစားပြီးတော့ထွက်သွားကြတယ်လို့သိရပါရယ်အဲ့လိုထွက်ပြေးပျောက်ဆုံးနေတဲ့စစ်ကောင်စီတပ်သားတွေကိုစစ်ဘက်ကြီးကလုံခြုံရေးတပ်ဖွဲ့စာရဖာနဲ့စစ်သားတွေကမျိုးပေါ်မှာအသေးအတန်လိုက်ချနေကြတယ်လို့မျိုးခန့်အမျိုးသားတယောက်ကနရီဇရာကိုပြောပါရယ် လက်ရှိအချိန်ထိစစ်ကောင်စီတပ်သား9ယောက်လောက်ကိုဖမ်းမိထားတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ပြည်စစ်တွေမြို့မှာတက္ကသိုလ်တွေကိုဖွင့်လှစ်ထားပေမဲ့တက်ရောက်တဲ့ចောင်းသူចောင်းသားတွေအရန်နေပါနေတယ်လို့သိရပါရယ်စစ်တွေမှာစစ်တွေတက္ကသိုလ်အပါအဝင်နှီးပညာတက္ကသိုလ်နဲ့ကွန်ပျူတာတက္ကသိုလ်တွေကိုဖွင့်လှစ်ထားပေမဲ့လေစစ်တွေမြို့နယ်အတွင်းကတိုက်ပွဲတွေကြောင့်လူမြောက်နေမျိုးတွေကိုတင်းချောက်သူတွေနဲ့ ပြည်မဖက်ကိုတင်းချောင်သူတွေကြောင်းတက္ကသိုလ်တက်ရောက်သူတွေအရန်နေပါသွားတာလို့သိရပါတယ်စစ်တွေတက္ကသိုလ်မှာမိသားတစ်ခုမှာအနည်းဆုံးကျောင်းသူကျောင်းသား9ယောက်ကနေ10ယောက်ကြားပြီးတက်ရောက်နေတယ်လို့စစ်တွေတက္ကသိုလ်နဲ့နှိဆက်သူတယောက်ကနူရင်းစရာကိုပြောပါတယ်စစ်တွေတက္ကသိုလ်ဟာတက်မဲ့သူမရှိပေမဲ့ခွင်ထားတဲ့သဘောဖြစ်ပြီးမိသားတစ်ခုလုံးမှာ9ယောက်10ယောက်လောက်ပဲရှိတယ်လို့သိရပါတယ် ကျောင်းသားတွေဟာရန်ကုန်ကိုပြောင်းတဲ့သူတွေများပြီးတရှို့ကတော့တိုက်ပွဲရှောင်ရင်လူမြောက်နေမျိုးကိုရောက်သွားကြကတရှို့နောက်ဆုံးအနည်းကျောင်းသားတွေကတော့တက်ရောက်နေကြတယ်လို့ဒေသခံတွေကဆိုပါတယ်စစ်တွေတက္ကသိုလ်အပါအဝင်တနိုင်ငံလုံးကတက္ကသိုလ်နဲ့ဒီဂရီကောလိပ်တွေကိုစစ်ကောင်စီကမေလ22ရက်နေ့ကနေကျောင်းအပ်လက်ခံခဲ့ပြီးဂျွန်လ2ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာပါရှင်ဒေသခံပြည်သူတွေတွာလာရေးလွယ်ကူစေဖို့ရည်ရွယ်ပြီး ရခိုင်မျိုးသားဖွဲ့ရှုပ်အာရခတတော် ULE ကရှင်းပြနေပလဝမြို့နေကဒိုးချောင်းဝတိုက်နေမှာတရားအကြီးတစင်းအပါဝင်တရားလီစင်းကိုတိဆောက်ပေးခဲ့တယ်လို့သိရပါတယ်။တိဆောက်ပေးခဲ့တဲ့တရားတွေကတော့အလျား၁၈ပေအနံ၆ပေတရားတစင်းအလျား၁၉ပေအနံ၆ပေတရားတစင်းအလျား၂၀ပေအနံ၆ပေတရားတစင်းနဲ့အလျား၇၃ပေအနံ၉ပေတရားတစင်းတို့ဖြစ်ကြပါတယ်။ လဲဝတ်ဒေတာဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေအတွက် EE ဘက်ကချပေးထားတဲ့ငွေတွေနဲ့ဒေတာလိုအပ်ချက်ကိုဖြည့်ဆည်းပေးတာလို့ပလဲဝါမြို့နယ်က ULAE တာဝန်ရှိသူတယောက်ကပြောပါရယ်။ရွာချင်းဆက်လမ်းပေါ်ကချောင်းကူတရာလီစင်းကိုအခုဂျွန်လာအတွင်းတိဆောက်ပေးခဲ့တာဖြစ်ပြီးလက်ရှိမှာတောလာရေးအဆင်ပြေသွားပြီလို့ဒိုးရှောင်းဝဒေတာခန်အမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့ကလေပလဲဝါမြို့နယ်ခဝဲနေမြေခဝဲကြီးရော့အပါအဝင် ရွာပေါင်းတစ်စစ်ထက်မနည်းကရှင်းဒေတာခန့်တွေတွာလာရလူကြီးစီဖို့အတွက်ရှောင်းကူတရာ၃စင်းကို ULAE ကတည်ဆောက်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကို တင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့အာရခတက်တိုအီအီရဲ့ဒုတိယစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ကသူ့ရဲ့လောလောလတ်လတ်ထွက်ရှိထားတဲ့ တပုံဖြူကပြာစာအုပ်ကိုဒေါအောင်ဆန်းစုကြည်ရဲ့သားကိုထိန်လင်းခေါ် Kim Erisi ကိုလက်ဆောင်ဖြစ်ပေးပို့လိုက်တယ်လို့သိရပါဗျ။ဗြိတိန်နိုင်ငံလန်ဒန်မြို့မှာပြီးခဲ့တဲ့ဇွန်လ21ရက်နေ့ကကျင်းပတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့နေ့ရှိစေပြည့်မွေးနေ့ဆုတောင်းပွဲမှာ AA ဒုတိယစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ကသူ့ရဲ့တငယ်ချင်းအတိမိတ်ဆွေကနေတဆင့်လက်ဆောင်ဖြစ်ပြီးပို့ခဲ့တာလို့ AA နဲ့နီးစပ်သူတယောက်ကနရင်းစရာပြောပါရီ။ ဲ့ဒီလိုလက်ဆောင်ဖြည့်ပေးဖို့ခဲ့တာနဲ့ပတ်သက်ပြီးကိုထင်းလင်းခေါ် Kim Aries ကကျေးဇူးတင်ဝမ်းမြောက်ကြောင်းပြန်လည်ပြောဆိုခဲ့တယ်လို့သိရပါတယ်။အခုလက်ဆောင်ပေးပို့လိုက်တဲ့သဘုံဖြူကပြားစာအုပ်ဟာပြီးခဲ့တဲ့မေလအတွင်းကထွက်ရှိခဲ့တာဖြစ်ပြီးလက်ရှိမှာမြန်မာနိုင်ငံအပါအဝင်တခြားနိုင်ငံတချို့မှာဖြန့်ရှိရောင်းချနေတာပါရှင်။စနေရက်အကြာဒုံးကျည်တွေနဲ့အပြန်အလှန်ပြစ်ခတ်ခဲ့ကြတဲ့ Iran ISIS စစ်ပွဲဟာ အပြည့်ရဖို့သဘောတူညီကြပြီးရောက်အဆုံးသက်သွားပြီဖြစ်တယ်လို့ American သမ္မတထရန်ကထုတ်ပြန်ကြေညာလိုက်ပါတယ်24နှစ်အတွင်းအစင်းလိုက်အကောင့်ထေပေါ်ပြီးနောက်နှစ်ဖက်သဘောတူညီမှုရရှိကစနစ်ရဲ့အကြာ Iran Israel စစ်ပွဲဟာပြီးဆုံးသွားပြီဖြစ်တယ်လို့သမ္မတထရန်ကသူ့ရဲ့လူမှုမီဒီယာပလက်ဖောင်းကနေရေးသားဖော်ပြခဲ့တယ်လို့ Fox News ကသတင်းဖော်ပြပါတယ် အစ္စရေးနဲ့အီရန်တို့အကြပီးသက်အပြစ်ခတ်ရဲစေးရေးပြုလုပ်ဖို့သဘောတူညီထားပြီးလေဖြစ်ပါတယ်။အစ္စရေးနဲ့အီရန်တို့ဟာသူတို့ရဲ့လုံဆောင်စေးနောက်ဆုံးမရှင်တွေပြီးဆုံးသွားပြီးနောက်12နှစ်အကြာမှာစစ်ပွဲကိုပြီးဆုံးပါလိမ့်မယ်လို့သမရထရန်ကသူ့ရဲ့လူမှုမီဒီယာပလက်ဖောင်းကနေပို့စီရေးသားခဲ့ပါတယ်။စနစ်ရဲ့စစ်ပွဲလို့ခေါ်တဲ့ဒီစစ်ပွဲမှာခန္ဓာရဲ့ရှိမှုရေစွန်တက်တီနဲ့ဉာဏ်ရည်ဉာဏ်သွေးအတွက်နိုင်ငံစလုံးကိုသမရထရန်ကရှိကျူခဲ့ပါတယ်။ တာဟာနှစ်ပေါင်းများစွာကြာသွားနိုင်တဲ့စစ်ပွဲဖြစ်ပြီးအရှိအလီပိုင်းတစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်ပေမဲ့အခုတော့ဖြစ်မလာတော့ပါဘူးလို့သမရထရန်ကဆိုပါရယ်။ဒါအပြင်ဖိယားသခင်က အစ္စရီးကိုကောင်းရှိပေးပါစေလို့ဆုတောင်းပေးခဲ့တယ်လို့အီရန်ကိုလည်းဖိယားသခင်ကောင်းရှိပေးပါစေလို့လည်းဆုတောင်းပေးခဲ့ပါရရှင်။နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။ နောက်နေ့တွေမှာလည်းထူခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့ Narinzura ကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzura.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Narinzura ရုပ်တံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။